တော့ကျွန်တော်တို့က verify နောက်ထပ်ဒီ error တိုးကြည့်မိရ error တခုခုတက်တဲ့အချိန်ကမှကုတ်ကဒီဖုန်းနံပါတ်တွေကိုကြာမှာဖိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလုံးဝကို save ဖိတဲ့ဟာကိုဒီနေရာမှာထည့်ပေးတော့ပါဒါမှမဟုတ် fan နဲ့ကျွန်တော်တို့ကပြည်ပနေမှာနေပြီးတော့မှညီမနိုင်ငံပြန်လာမယ်ဆိုလို့ရှိရင်လုံးဝပြည်ပရဲ့ဖုန်းနံပါတ်ကိုအသုံးပြုလို့မရတော့ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့က remove လုပ်ခဲ့ပါညီမနိုင်ငံရောက်မှသာလဲပြန်ပြီးတော့ဒီဖုန်းနံပါတ်ကိုကျွန်တော်ညီမနိုင်ငံမှာလက်ရှိရှိနေတဲ့ဖုန်းနံပါတ်အသုံးပြုမဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာ ကျွမ်းပြီးတော့ပါဗျ။ဒါဆိုလို့ရှိရင်ကျွန်တော်ကဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါမယ်။ကျော်လူကဒီနေရာမှာ ဖုန်းနံပါတ်ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်ဆုံးက next လေးကိုတစ်ချက်ဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျ။ရင်တော့ကျွန်တော်ကတော့ next လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်။ next လေးကိုကျွန်တော်ကနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ confine ရှိပါဖုန်းနံပါတ်ဆိုလဲရလို့ရှိပါတယ်။ဒီအောက်ဆုံးက C လေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျ။ကျွန်တော်ကတော့အရင်ဆုံး C လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်ဗျ။ ဖုန်းနံပါတ်ကိုဒီလူမျိုးလေးကျွန်တော်တို့ကပေါ်လာပြီဆိုလို့ရှိရင်ဒါမျိုးလေးတွေပေါ်လာပြီဆိုလို့ရှိရင်အောက်ဆုံးက dance လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါကျွန်တော်ကတော့ dance လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်ဗျနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က verify ဖြစ်သွားပါပြီဗျအမှန်ရှိလေးပြသွားပြီဖြစ်တဲ့တော့ကြောင်မလို့ဒီကောင်ကိုကျွန်တော်တို့ဆက်ပြီးတော့လှုပ်เสียရမလို့ပါဘူးနောက်ထပ်တစ်ခုကိုဆက်ပြီးတော့လှုပ်ပေးရမှာဖြစ်ပါတယ်ဗျဒီအောက်ဆုံးမှာ vagus scope ဆိုတာကိုရှိပါတယ်ဗျဒီ vagus scope ကိုကျွန်တော်တို့ကအရင်ဆုံးအချက်နှိပ်လိုက်ပါမယ်ခုနကတော့ vagus scope ဆိုတာကိုမပေါ်လာပါဘူးဗျ ကျွန်တော်ကဖုန်းနံပါတ်ကို activate လုပ်ပြီးမှသာရင် verify လုပ်ပြီးမှသာရင်ကျွန်တော်က vaga code ကပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ vaga code ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါမယ်။ရွေးပေးလိုက်ပါဗျ။ရွေးပေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က get vaga code ကိုဆက်ပြီးတော့နှိပ်လိုက်ပါ။နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ်လာပြီဒီလိုမျိုး code တွေပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ဆုံးကကျွန်တော်တို့က best ဆိုတဲ့ဟာလေးကိုကျွန်မမျှလေးရှိပါတယ်ဗျ။ဝိုင်းပြထားပါတယ်ဗျ။အဲ့ကောင်လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါ။ နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကုလလူမျိုးပေါ်လာပါလိမ့်မယ်ဗျ။ဒီအပေါ်မှာလည်း node တွေတက်လာတယ်။ဒီမှာကျွန်တော်တို့က two step verification ဆိုတဲ့ဟာလေးကိုဆက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဗျ။အရင်ဆုံးဝင်လိုက်ပါမယ်ဗျ။ဒီလိုမျိုးလေးဝင်လာပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုနွယ်နယ်လေးဆွဲလိုက်ပါဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က verify ဖြစ်သွားတဲ့ဟာက၃ခုဖြစ်သွားပါပြီဒီမှာဆိုလို့ရှိရင်တော့ authenticator ဆိုတဲ့ဟာလေးကိုကျွန်တော်တို့က application လေးကိုဆက်ပြီးတော့ download ရမှာဖြစ်ပါတယ်ဗျဒီ application က တောင်းရတဲ့အကြောင်းရင်းအရတော့ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်တို့က verify လုပ်ဖို့အတွက်ပဲဖြစ်ပါတယ်ဗျအရင်ဆုံးဒီ application ကိုတွားပြီးတော့ down ပေးလိုက်ပါ authenticator ဆိုတဲ့ application လေးကို down ဖို့အတွက်ဆိုကျွန်တော်က play store ကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျအရင်ဆုံးကျွန်တော်က play store ကိုအရင်ဆုံးဝင်လိုက်ပါမယ်အဝင်ပြီးတော့ပြီဆိုတာနဲ့ဒီအောက်ဆုံးကအောက်မှာဆိုတော့ server မှာကျွန်တော်တို့က authenticator ဆိုလို့ရိုက်လိုက်ပါဗျ ဒီမှာကျွန်တော်ရထားပေးထားပါတယ်ကျွန်တော်ဝိုင်းတာပေးထားပါတယ်ဗျအဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ Google Authenticator ဆိုလဲဟာလေးကိုဆက်ပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်ဗျအရင်ဆုံးရွေးလိုက်ပါဗျရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီရမှာကျော်လွား100 million plus ဆိုတာရှိပါတယ်ဗျဒီအောက်ဆုံးကကျွန်တော်ကဒေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီနေရာမှာတောင်းမပြတော့ပါဘူး open ကိုအရင်ဆုံးနှိပ်ပေးလိုက်ပါဗျအရင်တော့ကျွန်တော်ကတော့ open ကိုအရင်ဆုံးနှိပ်လိုက်ပါမယ် ကျွန်တော်တို့ကဒီနေရာမှာ oven ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဗျအတကယ်လို့မှဒီလိုမျိုးတချို့ကြတော့ဂျီမီအကောက်ကခုနကကျွန်တော်ရှေ့မှာဖွင့်ထားတဲ့ဂျီမီအကောက်တကောက်တစ်ခုတည်းမဟုတ်ဘဲနဲ့ဂျီမီအကောက်တွေအများကြီးဆိုလို့ရှိရင်တော့မိတ်ဆွေတို့ verify လုပ်မဲ့ authenticator နဲ့ verify လုပ်မဲ့ gmail account ကိုအရင်ဆုံးရွေးဖို့လိုအပ်ပါတယ်ဗျ။အရွေးဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာလေးကနေပြီးတော့မှသွားပြီးတော့ရွေးပြရမှာဖြစ်ပါတယ်ဗျ။ကျွန်တော်ကဒီနေရာမှာမရွေးပြတော့ပါဘူး။ ကျော်တို့ကဆက်ပြီးတော့တွားဖို့အတွက်ဆိုလို့ရှိရင်တော့ဒီနေရာမှာဒီအပေါင်းလေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျ။ဒီပေါင်းလေးကိုကျွန်တော်ကနှိပ်လိုက်ပါ။နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်က second နဲ့ကျွန်တော်တို့ကဒီ setup key နဲ့တွားပေးရမှာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်က second code ကိုတုံးပေးရမှာဖြစ်ပါတယ်ဗျ။ second QR code ကိုတုံးဖို့အတွက်ဆိုလို့ရှိရင်တော့ကျော်တို့ခုနက Gmail account ထဲကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျ။ဒီ Gmail account ထဲကိုဝင်ပေးရမှာဖြစ်ပါတယ်။ အဝင်သွားပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့က authenticator ဆိုတဲ့ဟာတွေကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျ။ရင်သွေးဒီကောင်လေးကိုဆက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ set as authenticator ဆိုတဲ့ဟာလေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျ။အနေပြီးလိုက်ဆိုလို့ရှိရင်တော့ဒီကျူအာလေးကိုကျွန်တော်တို့ကတွေ့ရပါလိမ့်မယ်ဗျဒီကျူအာလေးကိုကျွန်တော်တို့ကဖုံးတလုံးရှိတယ်ဆိုလို့ရှိရင်ဒီဖုံးတလုံးကနေပြီးတော့မှတပ်ပုံလေးရိုက်ပြီးတော့ယူထားပေးပါဗျအတကယ်လို့မ မြူတောက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဖုန်းမှာ screen shot ရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က screen shot နဲ့ရိုက်ထားပေးသွားပါဗျ။ရိုက်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်ဆုံးကကျွန်တော်တို့က next ကိုဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျ။ကျွန်တော်က next ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါမယ်။ next ကိုဆက်နေပြီးတွားပြီဆိုလို့ရှိရင်တော့ခုနကတော့ ဒီညမှာကျွန်တော်တို့ကကုတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျာအဲ့ကုတ်ကခုနကတော့ authenticator ဆိုလဲဟာတွေကိုဒီလိုမျိုးလေးလုပ်ပြီးတော့မှကျွန်တော်အောက်ခေါင်းကနေပြီးတော့လုံးဝဘတ်မထွက်ပါဘူးဗျာဟုန်းကီးနဲ့ထွက်လို့ရလို့ရှိရင်ကျွန်တော်တို့ကဟုန်းကီးနဲ့ထွက်လိုက်ပါကျွန်တော်ကတော့ဟုန်းကီးနဲ့ပုံစံမျိုးနဲ့ထွက်လိုက်ပါမယ်ဒီ authenticator ဆိုလဲဟာတွေကိုဝင်လိုက်ပါမယ်ဗျာဝင်ပြီးသွားပြီးဆိုတာနဲ့ကျွန်တော်တို့ကအပေါ်ဆုံးကကျူဟာခုနကတော့ကျူဟာကိုဖုန်းတစ်လုံးနဲ့ရိုက်ထားပါပဲဖြစ်ဖြစ် screenshot နဲ့ရိုက်ထားပါပဲဖြစ်ဖြစ်ကျွန်တော်တို့ကရိုက်ဖို့အတွက်ဆိုလို့ရှိရင်ဒီရှေ့ဆုံးဟာလေးကိုကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်ဗျာ အပေါ်ဆုံးကကျွန်တော်ကကျူဟာကိုအရင်ဆုံးနှိပ်လိုက်ပါမယ်ဗျကျွန်တော်ကတော့အရင်ဆုံးနှိပ်လိုက်ပါမယ်ဗျကျွန်တော်တို့ကခုနကတော့ကျူဟာလေးကိုစကန်ဖတ်လိုက်လို့ရှင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဗျဒီမှာဆိုလို့ရှင် Google ကျွန်တော်ခုနကတော့ရှေ့ဆုံးမှာဖွင့်ထားတဲ့ Gmail account ဒီလိုမျိုးကန့်ညီမှုရှိမှသာလင်ဒီကောင်လေးကိုဒီကုတ်ကိုကျွန်တော်က copy ယူရမှာဖြစ်ပါတယ်ဗျကြာကြာလေးဖိပြီးတော့ copy ယူလိုက်ပါအယူပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ခုနကတော့ ဟာလေးကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါဒီနားမှာကျောကုတ်ရိုက်ထည့်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကတော့ copy ယူထားတဲ့ကုတ်ကိုကျောဒီနေရာမှာပတ်ချလိုက်ပါရှားပြီးတွားပြီဆိုတာနဲ့ဒီအောက်ဆုံးမှာကျောတို့က verify ရှိပါလေဗျဒီ verify ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါအဲနှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးလေးကျောတို့ကပေါ်သွားပြီဆိုတာနဲ့အပေါ်ဆုံးမှာလည်းကျွန်တော်တို့က nodey လေးတွေတက်လာပါလေဗျဒီမှာဆိုလို့ရှိရင်တော့ nodey လေးတွေတက်လာတယ်ဒီမှာဆိုလို့ရှိရင်တော့ nodey လေးတွေတက်လာတာပဲရှိပါလေဗျဒီမှာဆိုလို့ရှိရင် ဒီလိုမျိုးနိုဒီလေးတွေတက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က vest ကိုနည်းနည်းထွက်လိုက်ပါထွက်လိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနက very fine ဖြစ်ဤမဖြစ်ဤတို့ကြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်က two step verification ဆိုတဲ့ဟာတွေကိုကျွန်တော်ကအရင်ဆုံးဝင်လိုက်ပါမယ်ဒီဆုံးဝင်လိုက်ပါဗျထုံးစံတိုင်းပဲကျွန်တော်တို့က fingerprint တုံးပေးရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်က finger နဲ့တုံးတာတာဖြစ်တဲ့အတွက်ကြောင့်မလို့ fingerprint တုံးပြုပေးလိုက်ပါဗျအတုံးပြူလိုက်ပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါဆွဲပြီးတော့ပြီဆိုလို့ရှိရင်တော့ ဒီနေရာမှာကျွန်တော်တို့က device ကလည်းကျွန်တော်တို့ကကျော်တို့ရဲ့ Gmail account လက်ရှိတုံးပြနေလူကလည်းဖုန်းတစ်လုံးနဲ့ပဲတုံးထားတယ်။တကယ်လို့မှဖုန်းနှလုံးနဲ့ဝင်နေတယ်ဆိုလို့ရှိရင်တော့တေချာတယ်။ဟိုက်လူကခိုးပြီးတော့တုံးပြနေတာဖြစ်ပါတယ်။ဒီလိုမျိုးခိုးပြီးတော့အတုံးပြနေဆိုလို့ရှိရင်သူ့ကို remove လုပ်ပြီးတော့မှ password တွေအမြန်ပြောင်းဖို့ဒီနေရာမှာလိုအပ်ပါမယ်ဗျ။အဲကျွန်တော်တို့ကဒီလိုမျိုး verify နေဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Gmail account ကလုံးဝကို safe ဖြစ်တဲ့နေရာမှာရောက်ရှိသွားပြီပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ကတကယ်လို့များ ကျော်တို့ရဲ့ password လည်းတည်ရဲ့ gmail လည်းတည်ရဲ့ဝင်မယ်ဆိုလို့ရှိရင်တောင်းပါရကျွန်တော်တို့ authenticator နဲ့ join တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူမှကျွန်တော်တို့ရဲ့ gmail account ကိုဝင်ခိုးလို့လည်းမရတော့လို့ဝင်ယူလို့လည်းမရပါဘူးဗျဟမ်းမယ်ဆိုရင်တောင်းပါရတော်တောင်းပါကျွန်တော်ဒီလူမျိုး verified fit တဲ့ account ကိုဟတ်သွားတဲ့လူကလုံးဝကိုဆရာကြကြဟတ်သွားတယ်ဆိုရင်တောင်းပါရကျွန်တော်တို့ကမြန်မာနိုင်ငံမှာမဟုတ်ပါဘူးဗျကဘာမှာရှိတဲ့ gmail account တွေအကုန်လုံးကိုကျွန်တော်တို့က ဟက်ယူလို့ရတဲ့လူတယောက်ပဲဖြစ်ပါလိမ့်မယ်ဗျ။အဲအကြောင်မလို့ကျွန်တော်တို့မျိုး verify လုပ်ထားတဲ့ Gmail account ကိုဟက်မယ်ဆိုရင်တော့မှဘယ်သူမှဟက်လို့ရမှာမဟုတ်ပါဘူးဗျ။နောက်ထပ်ကျွန်တော်တို့က fab ထွက်ပေးလိုက်ပါဗျ။ဘာလိုအပ်ချက်ရှိသေးလဲဆိုတာကိုဒီဗီဒီယိုလေးမှာနောက်ထပ် password တွေဒီလိုမျိုး password တွေဘယ်လိုမျိုးပြောင်းရမလဲကျွန်တော်တို့က password တွေမတိလို့ဆိုလို့ချင်းဘယ်လိုမျိုးပြောင်းရမလဲဆိုတာကိုဒီနေရာမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဘက်ကိုအရင်ဆုံးထွက်လိုက်ပါအထပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ခုနကတော့ ခုနကတော့ကျွန်တော်တို့ကစကြူရည်ဒီဆိုတဲ့ဟာလေးကိုတစ်ချက်ဆက်ပြီးတော့နှိပ်ပြလိုက်ပါဒီကောင်လေးကိုကျွန်တော်ကဆက်ပြီးတော့နှိပ်လိုက်ပါဗျာအနေပြီးတော့ပြီဆိုတာနဲ့အပေါ်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါအဲဆွဲပြီးတော့ပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်တို့က password ဆိုတာကိုရှိပါလေဗျာဒီ password ဆိုတဲ့ဟာလေးကိုတစ်ချက်ဆက်ပြီးတော့နှိပ်ပြလိုက်ပါဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော်က password change မှာဖြစ်တဲ့အတွက်ကြောင့်မလို့ password ဆိုတဲ့အရာဒီကိုဆက်ပြီးတော့နှိပ်လိုက်ပါကျွန်တော်က fingerprint သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် fingerprint ကိုသုံးလိုက်ပါမယ် ်အဲတုံးပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာမိတ်ဆွေတို့ password ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီနေရာမှာ password ပြောင်းလို့ရပါတယ်မိတ်ဆွေတို့အစဉ်ပြေတဲ့ password ကိုဒီနေရာမှာပြောင်းပေးရမှာဖြစ်ပါတယ်ဗျတကယ်လို့များ password ပြောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခြေဆုံးကပြောတဲ့အတိုင်းပဲခြေဆုံးစလုံးကိုကျွန်တော်ကအကြီးနဲ့နောက်ကဟာဒီအသေးနဲ့ကနန်းလေးနဲ့ရိုက်ထည့်ပေးတော့ပါအပေါ်ဆုံးကကနန်းရိုက်တယ်လို့ဟိုဥမာအပေါ်ဆုံးမှာဥပမာ0.3356ရိုက်မယ်ဆိုလို့ရှိရင်လည်းအောက်ဆုံးကလည်း0.3356ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျ အဲ့ဒါကလေးမှရိုက်ထက်ပြီးသွားပြီဆိုလို့ရှိရင်တော့ chain password ကိုကျွန်တော်ကဆက်ပြီးနှိပ်ပစ်လိုက်ပါဒါဆိုလို့ရှိရင်တော့ password ပြောင်းတာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျ back ကိုတစ်ချက်ထွက်ပေးလိုက်ပါထွက်ပေးလိုက်ပြီဆိုတာနဲ့ဒီနေရာမှာ recovery phone number ဆိုတာကိုရှိပါတယ်ဗျ recovery phone number ကတော့မိတ်ဆွေတို့ recovery ထဲမဲ့ phone number ကိုဆက်ပြီးတော့ဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ဗျဒီကောင်လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါဒီနေရာမှာကျွန်တော် finger print တောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က finger print ပဲတုံးပြီးလိုက်ပါမယ်ဗျာ။ နှိပ်လိုက်ပါအဒီနေရာမှာကျွန်တော်ကဝကာဝါဒီထည့်ပေးရမှာဖြစ်ပါတယ်ဗျဝကာဝါဒီထည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ active recovery ဆိုတဲ့ဟာဒီကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးတော့ဆိုလို့ရှိရင်တော့ဒီနေရာမှာဝကာဝါဒီထည့်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဗျတက်ထွက်လိုက်ပါကျွန်တော်ကဝကာဝါဒီထည့်မပြတော့ပါဘူးဗျနောက်ထပ်တစ်ခုကဝကာဝါဒီ email ဝကာဝါဒီ email ဆိုတာကတော့ယခုလိုမျိုးပဲကျွန်တော်တို့က gmail account တစ်ကောင်ထပ်ပြီးတော့ဖွင့်ရမှာဖြစ်ပါတယ်ဗျအဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က ဂျီမီလာ join ရမှာဖြစ်ပါတယ်ဗျ။ဘာဖြစ်လို့ဒီလိုမျိုး join လာလဲဝါကာဘာတီလောက်ထားတယ်ဆိုလို့ချင်းအကြောင်းတစ်ခုခုကြောင့်ဒီဂျီမီက error တက်ထားပဲဖြစ်ဖြစ်အကြောင်းတစ်ခုခုကြောင့်ကျတော့တငယ်ချင်းတွေကအကောလုံးကျွန်တော်တို့ဖုန်းဒီမှာကျွန်တော်ရဲ့ခင်မင်ရင်းနှီးတဲ့လူကအပေါင်းတွေကကျွန်တော်ဖုန်းကိုယူပြီးတော့မှယူသွားမယ်ဆိုရင်တောင်းမှရယ်ကျွန်တော်တို့ကဒီဂျီမီအကောက်ယူသွားခဲ့မယ်ဆိုရင်တောင်းမှရယ်ဝါကာဘာတီခံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဝါကာဘာတီခံထားတဲ့အီးမေးလ်ကနေပြီးတော့မှတစင်ကျွန်တော်တို့ဂျီမီကို အသုံးပြုလို့ရပါတယ်ဗျအဲကြောင့်မလို့ကျွန်တော်ကဝကဘာတွေကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးတာကြီးဆိုလို့ရှိရင်တော့ကျွန်တော်က fingerprint တောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် fingerprint နှိပ်လိုက်ပါမယ်အနေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်ကဝကဘာရီခံမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ address ဝကဘာရီ image ဆိုတဲ့ဟာတွေကိုဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျ။အရင်ဆုံးကျွန်တော်ကနှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့အရင်ဆုံးခြေဆုံးမှာဖောက်ထားတဲ့ ် Gmail email ပုံစံမျိုးကိုပဲကျွန်တော်ကနောက်ထပ်ကျွန်တော်လိုမျိုးဒီလိုမျိုး verify ဖြစ်တဲ့ account ကိုဒီနေရာမှာကျွန်တော်ကထည့်ပေးရမှာဖြစ်ပါတယ်ဗျ Gmail ပေါ့ဥပမာကျွန်တော်ဥပမာအနေနဲ့ရိုက်ပြတာနော်ဒီနေရာမှာဒီလိုမျိုးထည့်ပေးရမှာဖြစ်ပါတယ်ဗျအဲထည့်ပေးပြီးတော့ ਈ ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က save လုပ်လိုက်ပါ save လုပ်လိုက်တာနဲ့ကျွန်တော်တို့ကကုတ်တီတောင်းပေးมาဖြစ်ပါတယ်ဗျအဲ့ကုတ်ကကျွန်တော်တို့ဒီအခုဒီလက်ရှိဒီနေရာမှာထည့်ထားတဲ့ထဲကိုကျွန်တော်တို့ကကုတ်သွားယူရမှာဖြစ်ပါတယ်ဗျ တွားယူပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က email ခံပြီးသွားပြီဆိုလို့ရှိရင်တော့အောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးအကုန်လုံးအောင်မြင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ gmail တွေ email တွေကကျော်လွား Facebook ပဲရှောက်မှာလားကျွန်တော်တို့က YouTube channel ပဲထောက်မှာလားကျော်တို့က TikTok account ပဲကျွန်တော်ကပတ်စံချမှာလား YouTube ကနေပြီးတော့ပဲပတ်စံချမှာလားဒါမှမဟုတ်ဖယ်နဲ့ Facebook ကနေပြီးတော့မှာပဲပတ်စံချမှာလား Facebook ကနေပြီးတော့မှာ page ပွင့်ပြီးတော့ပတ်စံချမှာလားတကယ်လို့မှ ရှာမယ်ဆိုလို့ရှိရင်တော့ယုံစီစိတ်ချစွာကုန်ပိုင်းဖြစ်တဲ့ Gmail အကောင့်ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချယုံစီသာဝင်ငွေတွေရှာလို့ရပါပြီဗျ။ဒီဗီဒီယိုလေးမှာကြတော့ကျွန်တော်တို့က Gmail အကောင့်တွေဘယ်လိုမျိုး verify လုပ်ရမလဲ။ဘယ်လိုမျိုး safe အောင်လုပ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်လေးပြောပြပေးထားတာဖြစ်ပါတယ်ဗျ။နိမိပြန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတကယ်လို့မှသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ DHA ပြီးတော့ YouTube Channel မှာလာပြီးတော့မေးလို့ရပါတယ်ဗျ။ ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျ